တခိတခါကအောင်မြင်ကြော်ကြားခဲ့တဲ့သချင်းတွေနဲ့ပရိသတ်ကိုအခမဲ့ဖျော်ဖြေသွားမယ်လို့ရုပ်ရှင်မင်းသားစိုးသူကမတ်လ3ရက်နေ့မှာပြောဆိုလိုက်ပါတယ်။ American ပြည်တော်စုမှာအခြေချနေထိုင်ပြီးမြမဂီတာနဲ့ရုပ်ရှင်လောကကိုနှစ်အတန်ကြာဆက်ဖြတ်ခဲ့တဲ့ Academy စိုးသူဟာမြမနိုင်ငံမှာပြန်လည်နေထိုင်မှုအဆုံးဖြတ်ရသေးဘူးလို့ပြောဆိုပါတယ်။သူကကြာရတောင်းဝါနေစိစက်ကြာရအယုတ်တင်တယ်လို့ဟလာတခန်းတကန်နဥဒေသတဲ့ဝင်အနေနဲ့ဥပညာတာဝန်တွေထပ်ဆောင်နိုင်မယ်ဆိုရင် ျွန်တော်ဝေါမျက်ဝန်တာနဲ့ခြေနိုင်ရမှာပါဆက်ပြီးလုံးဖြစ်သည်ဖြစ်စေမလုံးဖြစ်သည်ဖြစ်စေလည်းဒီအတိုင်းပဲကျွန်တော်တက်တက်ဆုံးရှိနေမှာကျွန်တော် series တွေရလို့ပေါ့ရာသက်ပံတက်ဆုံးတိုင်းအဲ့လိုပဲအမြဲတမ်းရှိနေမှာပါအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့ဒီပွဲကိုဆောင်ရွက်သွားမှာပါလို့ပြောချင်ပါချန်ရှင်းစကွဲမှာမီဒီယာတွေနဲ့တွေ့ဆုံခဲ့တဲ့မင်းသားဆိုသူဟာလာမယ့်မတ်လ30ရက်နေ့မှာရန်ကုန်ကမြို့မကွဲမှာဂီတဖျော်ဖြေပွဲပြုလုပ်သွားမှာဖြစ်ပြီးပြည်တွင်းရုပ်တံတွေကလည်းတိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ပြောဆိုပါရယ် ကျောင်းကျောင်းကျောင်းကျွန်တော်အဝေးမှာကြာပြီးသွားနေရတယ်။ကြာအဝေးမှာကြာပြီးသွားနေမယ်လေအစ်ညာလို့လေးတွေတော့တန်းနိုင်တော့ဆောင်ရွက်ဖြစ်တယ်ပေါ့။ဒါပေမဲ့လို့သူအရင်တုန်းကဆောင်ရွက်ခဲ့လို့သူစက်တိုက်ကြီးရဲ့လူအောက်တော်ဆိုင်လူစက်တိုက်လုံဆောင်နေတယ်မင်းအကြောင်းမသက်ဆိုင်ခဲ့။အခု present မှာအရင်တုန်းက pass ကလုတ်ခဲ့တဲ့လူမျိုးပဲအဲ့ဒီအတိုင်းကိုပဲအောက်တော်ဆိုင်နဲ့လုပ်မယ်။အဲ့ဒီထက်ပိုပြီးတော့လဲလုပ်မယ်။အကောင်းဆုံးပြောင်းလုပ်မယ်။စေညာအပြည့်နဲ့လုပ်မယ်။အဲ့လိုရှိရပြီးတော့အဲ့နာမည်လေးကိုစစ်စစ်လေးစက်တယ်။ရှင်းနိုင်တော့ခုအစားပြီးဒီတကြနေနေတာပဲ။အဲဟိုနေလို့ရတဲ့အချိန်အစားပြီးနေပါပါ။ 1990ပြည့်နှစ်အစမှာအကြီးကျယ်အောင်မြင်ခဲ့တဲ့အဆိုတော်မင်းသားဆိုသူဟာသူ့ရဲ့ဂီတာပွဲကိုအတိတ်နဲ့ပြစ်ဆုံးပန်းလို့ခေါင်းစဉ်ပေးထားပြီးတချင်း400ကျော်ကို အခြားအမှုပညာရှင်တွေနဲ့လည်းတွဲဖက်တည်ဆူသွားမယ်လို့ပြောဆိုခဲ့ပါတယ်။ဆိုသူဟာအောင်မြင်သောနေ့ရုပ်ရှင်နဲ့အကယ်ဒမီဆုကိုရရှိခဲ့ပြီးနောက်ပိုင်းအမေရိကန်ပြည်ထောင်စုမှာမိသားစုနဲ့အတူအခြေချနေထိုင်ခဲ့ပါတယ်။ သိတဲ့ဆရာအစီအရတွေရပါတော့ငငယ်တွေရပါဟုတ်သူ့ရဲ့အသင်းတွေရောရုပ်ရှင်တွေရောအမြဲတမ်းကြည့်နေတာအရန်မျော်ပါတယ်အရန်မျော်လင့်နေတာပါဟုတ်ကဲ့ဟိုအမှုပညာရှင်တွေအဲ့လိုအရန်တိတ်ကြိုက်လေးကြိုက်တာမရှိဘူးပေါ့နော်အဲ့လိုသွားလေသွားထားလည်းမရှိပါဘူးဟုတ်အဲဆိုသူဟိုမှာအရန်ချစ်လို့ပါဟုတ်